မင်္ဂလာပါပရိသတ်ကြီးတို့ပရိသတ်တို့အနေနဲ့တခါတလေမှာကိုရန်ကြံ့ကျင်တဲ့အလုပ်ကိုတိတ်ချပိုက်ပိုက်နိုင်နိုင်လုပ်နိုင်တဲ့အချိန်ဆိုရင်ကိုယ့်ကိုယ်စူပါပါဝါရထားတယ်လို့လို့တာမှထင်မိပြီးခေါ်ယူနေကြမှာပါဒီတခါမှာတော့အင်တာနက်ပေါ်မှာကမ္ဘာပေါ်မှာစူပါပါဝါရထားတယ်လို့တာမှထင်ရရင်အဟောဆရာကအောင်ရေးချင်းရှိတဲ့သူတွေကိုပရိသတ်တို့တွေစူးစီးတင်ဆက်ပေးလိုက်ပါရီနံပါတ်1 ဒီငါးဖန်သမားတွေကတော့လေပေါ်မှာငါးများနေရင်တိမ်ငက်တကောင်ကပြန်နေရင်ငါ့ကိုဖမ်းနိုင်မလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးညှင်းခုန်နေကြပါရည်သူတို့ထဲကဘသူမှန်တယ်ဆိုတော့ကိုပြိတ္တကြီးတို့ကြည့်လိုက်ကြပါဦးနံပါတ်1ဒီလူဟာကဘာပေါ်မှာအတန်မာဆုံးလက်မောင်းတွေပိုင်ဆိုင်ထားတယ်လို့ပြောလို့ရပါရည်သူ့လက်မောင်းတွေကဘလောက်တောင်တန်မာတယ်ဆိုရင်ကဘာဆွဲအားကိုစွန့်ကျင်နေလို့ဒါမှထင်ရအောင်ကိုတိုင်ဘောကိုလက်နဲ့ဖတ်တွေ့ပြီးတော့တက်ပြသွားတာဖြစ်ပါရည်နံပါတ်3ဒီခေတ်သစ်ဘရုစ်လီဟာ တစ်ပင်တွေကိုထိုးစိတ်ပြီးတော့လေ့ကျင့်ရေးဆင်းနေပါရယ်ပြိသက်ထင်အောင်ဘသူမှတော့တစ်ပင်ကိုတဝဲကျိုးသွားအောင်ထိတန်မာရင်တန်မဏိလက်တီတံကိုခန့်ကျင်ကြမှာမဟုတ်ပါနံပါတ်၄ဒီလိုဟာပြိသက်တွေတွေ့မှုသမျှတွေမှာအကျွမ်းကျင်ဆုံးကောင်းစရာဖြစ်ပါလိမ့်မယ်ပြိသက်တို့သာသူ့လိုမောင်းနေနိုင်မယ်ဆိုရင် အမြင့်တတိပေးလိုင်းဆိုင်ပုတ်တွေပါအတုံးဝင်တော့မှာမဟုတ်ပါနံပါတ်၅လူတတော်များဟာငါးများဖို့အတွက်ဈေးကြီးတဲ့ငါးများကိရိယာတွေကိုဝယ်နေချိန်မှာ တကယ်ကျွမ်းကျင်ငါးများသမားတွေကတော့ဒီနည်းနဲ့ငါးများနေကြပါရည် နမချောင်းဒီမျိုးသမီးဟာအတော်လေးကိုမှပျော်ပြပြီးပုံမှန်မဟုတ်တဲ့လက်ကိုပိုင်ဆိုင်ထားပုံရှာပါရီသူမအားလုံးရဲ့ရှေ့မှာဒီလိုလှုပ်ပြပြီးတဲ့နောက်မှာဘားဆိုင်ပိုင်ရှင်ကသူမကိုမုံမိုးရီအများကြီးပြီးသွားပါတော့ရီနမကွန် enemy လို့ခေါ်ရီဂျပန်ကတုံးကားတွေကတိုက်ခိုက်တဲ့ခန်းတွေဟာအရန်ကိုမှရုတ်တိမတန်မှုလို့ပရိသတ်တော်ဟာထင်ကောင်းထင်ပါလိမ့်မယ်ဒါဆိုရင်တော့ပရိသတ်တို့ဒီလူကိုမမြင်ဘူးသေးလို့ပါပဲနမရှိရင်ကောင်းရင်တထောင်အားရှိတဲ့ ဘူဂတိကားတွေကကောင်းလေးတွေကကားကိုအမြင့်ဆုံးရှိနေမောင်းနေနေကြပြီသူတို့ကိုသူတို့အမြင့်ဆုံးထင်နေကြပါရီဒါပေမဲ့ BMW ကားဟောင်းကြီးတွေကသူကတော့ကောင်းမလေးကအိမ်မှာဘယ်သူမှမရှိဘူးလားကဲလို့စပိုးလိုက်လားမသိဘူးဘူဂတိကားကိုတောင်မှကြော်တက်ပြီးတော့မောင်းချသွားပါရီနံပါတ်9သင်ဟာအသိရဲ့ကစားသမားဖြစ်နေတိုင်းအတော်လေးကိုမှကစားတက်နေပြီးကြမ်းကျင်နေပြီးမထင်လိုက်ပါနဲ့ ဒီလူဟာပွဲကြည့်နေတော့မှပွဲထဲမှာကစားနေတဲ့ကစားသမားလက်ထက်ကလွတ်ထက်သွားတဲ့ရှိုက်တံကိုအောင်းစရာကောင်းလာအောင်ဖန်ပြခဲ့ပါရီနမတစိန်လူရင်းအကောင်လုံးဟာဒီလီသေးလေးတဲ့ကလူကလှိမ်မမအောင်မနေစူးစားရုံးကန်ပြီးလှော်ခတ်နေရတယ်လို့ထင်နေကြမှာပါတကယ်ကတော့ဒီလူဟာလှေကိုအတော်လေးကျန်းကျန်းကျဉ်ကျဉ်လှော်တက်ပြီးလှိုင်းနေကြတဲ့မှာကစားချင်နေတာဖြစ်ပါရီနမစတိအကောင်လုံးဟာဂျင်မာအောက်ပိုင်းဆော့ရမယ်နေဆိုရင်တိတ်ပြီးတော့ဂယုမဆိုင်လာပါဘူး ဒီလူကတော့သူများနေမတူပဲမြည်ဆွဲအားကိုဂယုမဆိုင်ပဲလှိလို့ရှူထားသူပါ။နမဲစနီဒီကောင်လေးဟာအလန်းဆိုးစကေးစီးသမားတွေကတယောက်ပါ။သူကတစ်ချိန်ထဲမှာပဲခုံပြီးတော့စီးနေတဲ့စကိတ်ဘုံတစ်ခုတည်းကတစ်ခုကိုဖြုတ်ခါလေးပေါ်မှာလှည့်ပြနိုင်ပါရဲ့။နံပါတ်73ဒါကတော့ Space Age Company ကဝန်ထမ်းတယောက်အပန်းဖြေခီးထွက်နေတော့ဘီယာတောက်ဖို့တွေဘီယာပလင်းဖောက်နေတာဖြစ်ပါရဲ့။နံပါတ်74ဒီလူကတော့မျှကြည်ကြီးတွေဆိုတဲ့စကားလုံးနဲ့အတိပယ်ဖွင့်ဆိုချက်ပါပဲ။ သူကဝလုံးတွေကိုတန်ကျိုးနဲ့ချိတ်ဆွဲထားတဲ့တံတားလေးပေါ်မှာတာမန်လန်းလျှောက်သလိုအကုန်မှရှောက်ပြတာဖြစ်ပါရည်။နံပါတ်5ဒါကတော့အားစားချန်နယ်တစ်ခုရဲ့တင်ဆက်သူကာမလီတယောက်ဖြစ်ပါရည်။တင်ဆက်နေချိန်အတွင်းမှာသူမစီကိုဘောလုံးတစ်လုံးဝင်လာခဲ့ပါရည်။ဒါပေမဲ့လည်းသူမဟာအသာအရာပဲဘောလုံးကိုပြန်ကန်ထုတ်သွားပြပါရည်။နံပါတ်16 2025ခုနှစ်ခေတ်ကဘေးရကပရိသတ်တို့ကိုအံ့ဩအောင်မလုပ်နိုင်သေးပါဘူး။ဆိုတော့ပရိသတ်တို့ဒါကိုကြည့်ပြီးတော့အံ့ဩသွားရပါလိမ့်မယ်။ ပရိသတ်တို့အနေနဲ့ဒီလိုဟာဇံများရှာသွားလားဒါမှမဟုတ်တဘာဝလွန်စွမ်းအားရများရှိနေလို့ဒီလိုလုပ်နိုင်တာလားဆိုပြီးတော့တွေးမိကြမှာပါတကယ်တော့သူဟာတန်လိုက်ချို့ Tesla ကုမ္ပဏီထုတ်ကေဘယ်ကြိုးနဲ့ဓာတ်အားပေးဆက်တွေရဲ့အကူအညီနဲ့ခုလိုလုပ်နိုင်တာပဲဖြစ်ပါတယ်နမစကွန်ဒီမိန်းကလေးကတော့တကယ်ကောမှာအာကအမျိုးသမီးပါပဲသူဟာစမိန်စီနေတဲ့လူတွေရဲ့ခေါင်းပေါ်ကိုအခုလို AA စစ်စစ်ပဲလမ်းလျှောက်ပြသွားတာကိုပရိသတ်တို့မြင်ရမှာပါနမစရှိဒီလိုဟာ skinny လို့ခေါ်တဲ့ spring ပုံစံကစားစရာကိုပျောက်မြောက်ဆုံးဖြစ်အောင်ကစားပြနိုင်သူပါ။သူတို့ဖွင့်ဟာတောင်းနဲ့တရားအချိန်ဆက်မိမိအတွဲညီညီကစားပြနေတာဖြစ်ပါတယ်။နမစကောပရိသတ်တို့နေနဲ့ဒီစတိုင်ပါသမားကိုကိုရန်တော်ဖြစ်ခန့်ထားတင်ပါရီအဲ့လိုသာခန့်လိုက်မယ်ဆိုရင်မိုးပေါက်ကလေးတစ်စက်တောင်မှပရိသတ်တို့ကိုဆင်နိုင်မှာမဟုတ်ပါနမနစိဒီမျိုးသမီးဟာစူပါပါဝါတွေအများကြီးရှိတဲ့ထဲကမှအတုံးဝင်ဆုံးစူပါပါဝါတစ်ခုကိုရထားတာပါ အဲ့ဒါကတော့လုံဝကုံမဝိုင်းဆက်နေတဲ့ဆက်ဝိုင်းတွေကိုဘာကရိယာမှမပါပဲလက်ကိုပဲအုံပြုပြီးဆွဲနိုင်တာဖြစ်ပါတယ်။ဒီမလိုရေချင်းရှိသူဟာအเจ้าနေမှာပကြီးဆီယာမနေနဲ့အတက်မွေးဖို့အတော်လေးတင်လျော်ပါတယ်။ ကေပရိသတ်တို့၏အခုဖော်ပြခဲ့တာကတော့ကမ္ဘာအဟောဆရာကောင်းဆိုရေးချင်းတွေကိုပိုင်ဆိုင်ကြတဲ့လူတွေကြောင့်ပဲဖြစ်ပါရည်။ပရိသတ်တို့အနေနဲ့အခုဖော်ပြသွားတဲ့လူတွေထဲမှာဘယ်သူကိုကြိုက်ဆုံးပါလိမ့်ရှင်။နောက်ပြီးပရိသတ်တို့စီမံရောအခုလိုထူးခြားတဲ့ရေးချင်းတွေပိုင်ဆိုင်ထားသူတွေရှိခဲ့ရင်ဘလို့ရေးချင်းတွေဖြစ်မလဲဆိုတာကိုကွန်မန့်မှာရေးခဲ့ပေးပါအောင်နော်။အာပိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ဘိုးသူတိုင်းရဆရာတွေကိုပရိသတ်ကြီးတို့အတွဲရှာဖွေတင်ဆက်ပေးနေရပါ။